ပင်စမမြောင်အိမ်မက်တခုအကြောင်းကိုသူကရှောက်ပြန်တယ်တပည့်တော်ထူးထူးဆန်းဆန်းမြင်မက်တာတခုကတော့ဗျာလေခေါင်းနှလုံးနဲ့မြင်းနှကောင်ကိုတပည့်တော်တွေ့တယ်ခေါင်းနှလုံးဆိုတော့ပါးစပ်နှစ်ပေါက်ရှိမှာပေါ့နော်ခေါင်းနှလုံးနဲ့မြင်းအိမ်မက်ထဲမှာထူးထူးဆန်းဆန်းခေါင်းနှလုံးနဲ့မြင်းကြီးကိုသူတွေ့ရတယ်တဲ့အဲ့ဒီခေါင်းနှလုံးနဲ့မြင်းကိုဟိုဘက်ကလည်းအစာကျွေးတယ်ဒီဘက်ကလည်းအစာကျွေးတယ် ခေါင်းနှလုံးရှိတော့ဒီဘက်ခေါင်းကိုလည်းအစာကျွေးတယ်ဟိုဘက်ခေါင်းကိုလည်းအစာကျွေးတယ်အစာကျွေးတော့သူကဟိုဘက်ပါးစပ်ကလည်းစားတယ်ဒီဘက်ပါးစပ်ကလည်းစားတယ်မျက်နှာကောင်ထဲကနေခေါင်းနှလုံးနဲ့ကွာခေါင်းနှလုံးဆိုတော့ခေါင်းဆိုတော့ပါးစပ်ပေါက်ပါတဲ့နေရာဆိုတော့ဒီဘက်ပါးစပ်ကလည်းစားတယ်ဟိုဘက်ပါးစပ်ကလည်းစား ကိုကတော့တခုတည်းပဲအဲ့ဒါထူးထူးဆန်းဆန်းအိမ်မက်ထဲမှာခေါင်းနှလုံးနဲ့မြင်းနဲ့ကောင်ဟိုဘက်ကလည်းကြွေးဒီဘက်ကလည်းကြွေးအဲ့ဒါနှစ်ဖက်စလုံးစားနေတာကိုတပည့်တော်မြင်မက်တယ်ဗျာတဲ့ဒါတပည့်တော်ရဲ့ငါးခုမြောက်အိမ်မက်ပဲတဲ့အဲ့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကရောဘလို့ဖြစ်လာနိုင်ပါသလဲဒါလည်းပဲတဲ့နောက်အခါမှာကိုချင်းတရားပြက်ပြားတဲ့မင်းဆိုးရစာရီရဲ့နိုင်ငံမှာဒီအကျိုးတွေဖြစ်ပေါ်လာနိုင်တယ်နောက်အနာကရောက်တဲ့အခါကိုချင်းတရားပြက်ပြားတဲ့မိုက်မဲတဲ့မင်းဆိုးရစာရီဟာကိုချင်းတရားပြက်ပြားနေတဲ့လော ောလီတဲ့လူတွေလောလီတဲ့လူတွေဆိုတာကိုကျင့်တရားလုံးဝမရှိတဲ့လူတွေကို တရားယုံနေမှာခံထားလိုက်မယ် အဲ့လိုတရားယုံတွေမှာခံထားတဲ့အခါမှာအကောင်းအဆိုးအကြောင်းအကျိုးကိုသူတို့နားမလဲကြဘူးတဲ့နားမလဲလို့တရားဥပဒေကိုလည်းဘယ်တော့မှမလေးစားဘူးမလေးစားဘဲနဲ့တရားယုံထိုင်ပြီးတော့ဝိနည်းဆရာချတဲ့အခါမှာတရားလူဘက်ကပေးတာလဲယူလိုက်တာပဲတရားခံဘက်ကပေးတာလဲယူလိုက်တာဟိုဘက်ကလက်သေးစားတယ်ဒီဘက်ကလည်းစားတယ်ဟိုဘက်ကလည်းယူဒီဘက်ကလည်းယူအဲ့ဒီလိုနှစ်ဘက်က ဒီတရားပြိုင်နေရဲ့လက်ကနေပြီးတော့ပေးသမျှတစိုးလက်ဆောင်တွေကိုစားတာတဲ့အဲ့ဒါမျိုးတွေဟာလောကကြီးမှာ ဖြစ်ပွားလာလိမ့်မယ်အဲ့ဒီဖြစ်ပွားလာတာနောက်အနာဂတ်မှာဖြစ်ပေါ်လာတယ်ပို့ပြီးတော့ခေစားလာနိုင်တယ်အဲ့ဒါကိုစွဲပြီးတော့ခုချိန်ကအတိတ်နမိတ်ပြတဲ့အနေနဲ့မက်ချင်းတာဖြစ်တယ်တင်မင်းကြီးရဲ့လက်ထက်မှာဘာမှမဖြစ်ဘူးတဲ့မှာလည်းပဲဒီအိမ်မက်ကြောင့်ဘယ်လိုမှဘေးအန္တရာယ်ဖြစ်နိုင်စရာမရှိဘူး